နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာတရားရေးရာဖြည့်ရှင်းစရာအမှုမရှိကြောင်းဖလော်ပိုင်တမရာဟောင်းရိုဒီဂိုဒူတာတွေကယူဆထားတယ်လို့၎င်းရဲ့သမီးဖြစ်သူဆာရာဒူတာတွေကမတ်လ23ရက်နေ့မှာပြောပါရယ်။ဒါ့ပြင်ဒူတာတွေအနေနဲ့တရားရေးရာအကျိုးအကြောင်းခိုင်မာစွာရှင်းလင်းတင်ပြနိုင်စမ်းရှိတာကိုလည်းယုံကြည်ထားကြောင်းဖလော်ပိုင်ဒူတာဆာရာဒူတာတွေကဆက်လက်ပြောကြားပါရယ်။ သူ့ရဲ့ဖခင်ဟာ ICC မှာပထမဦးဆုံးအကြိမ်ကြားနာစစ်ဆေးမှုခံယူခြင်းအတွင်းအားနည်းနေပုံပေါ်ခဲ့ပြီးလက်ရှိချိန်မှာတော့ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ကြောင်းဆာရာဒူတာဒီကသတင်းတော်တွေကိုပြောကြားပါရယ်။သူကတရားရေးရာအကျိုးကြောင်းခိုင်လုံစွာတင်ပြနိုင်ရင်းနဲ့ပတ်သက်ပြီးအရန်ယုံကြည်ချက်ရှိပါရယ်။သူတို့ဘက်ကလုခေတာရီမှားတဲ့ဆိုတာနဲ့ဖြစ်ချင်းစရာအမှုမရှိဘူးဆိုတာကိုသူကယုံကြည်ထားပါတယ်လို့ဆာရာဒူတာဒီကပြောကြားပါရယ်။အသက်89နှစ်ရွယ်တမရဟောင်းဒူတာဒီဟာ၎င်းရဲ့တမနာတက်တန်းတွင် လူပေါင်းထောင်ချီတည်ဆုံစေခဲ့တဲ့မူရစေဝါတိုက်ဖြတ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီးလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုဆွဲခြင်းနဲ့ရင်ဆိုင်နေရပါတယ်။လက်ရှိမှာတော့သူဟာနယ်သာလန်နိုင်ငံတဟိတ်မြို့မှာရှိတဲ့ထင်းထင်းစင်တာမှာထင်းထင်းခံထားရပြီးစက်တင်ဘာလ23ရက်နေ့တွင်ပြုလုပ်မဲ့သူ့ရဲ့စစ်ချက်တွေအပေါ်တရားရုံးရဲ့တည်ပြုချက်ကိုစောင့်ဆိုင်းနေပါတယ်။